င်္ဂလာပါခင်ဗျာဆရာကြီးကျွန်တော်တို့ဘဝရဲ့မှာလေဓမ္မမှာဘဝပြည်စုံနေဆိုတဲ့ခံစားချက်တွေခံစားဝင်ရကြအောင် that's all ပေါ့နော်ဒါပဲရှိရဲဆိုတဲ့ခံစားချက်တွေခံစားဝင်ရကြအောင်ကျွန်တော်တို့ဘလို့အကြောင်းဖြစ်လာလဲဆိုတာပြောကြပြပါခင်ဗျာဆရာကြီးဒီဟာနဲ့ပတ်သက်ပြီးဆရာမေးဘူးလေဒီလိုပြည်စုံနေလို့ခံစားရဘူးလားပြောလို့ရှိနေလို့ရှိနော်အဲ့တော့ပြည်စုံနေကိုသိခံစားမှုကအဲ့ရှိဘာလို့လဲလောကချက်ကရှိရှိ လွဲချက်ကလည်းဘလို့ရှိလဲသူများနဲ့တော့တာနိုင်ရှင်းဘုမာတိုင်းတာသူရှိတာပြီဆိုသူလောက်မရှိသေးဘူးနော်အဲ့လိုနိုင်ရှင်းတဲ့အတွက်သူကပြည့်စုံတယ်လို့ခံတယ်အဲ့တော့ဆရာဗာလေးပြောလေဆိုလူရဲ့ဉာဏ်အားဖြင့်ရုပ်ဝတ္ထုပစ္စည်းနဲ့ပဲတိုင်းတာများကြတာနော်ပြည့်စုံပြည့်စုံဒါတော့ဒီကိန်းနဲ့ပြည့်စုံတယ်မပြည့်စုံဘူးဆိုခံစားရစိတ်ကခံစားတာအဲ့တော့ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာဘူတီပြီးတော့ဆရာကပြောနေရတဲ့အတွက် တော့ပြည့်စုံတယ်လို့ခံစားရတယ်။အဲတော့စိတ်နဲ့ပတ်သက်ပြီးဘလို့ပြည့်စုံလဲဆိုလို့ရှိရင်သီလတမာရီပညာနဲ့ပြည့်စုံပြည့်စုံတာ။အဲတော့ဆရာသီလတမာရီပညာနဲ့ပြည့်စုံတယ်ဆိုလို့ရှိရင်တူကပညာနဲ့ဆိုတော့ဆရာရဲ့သီလတမာရီပညာကတော့တစ်ခါပဲအခုချိန်ရနေစတော့တည်တည်တည်ကုန်ပြည့်စုံ။ဆရာအဲ့လိုမဟုတ်ဘူး။ခိုက်ထိုင်နေပြည့်စုံရင်ရတယ်။အခုဆရာတို့ ဖျားရှိဖို့ကိုယ်မှာပဲလဲဦးလေးကြည့်လိုက်တာဘာဖြစ်သွားလို့တမာလေးဖြစ်တယ်ဒီတီလဖြစ်တယ်နော်ညစွာချွတ်ပြားရဲ့အာယုံပေါ်ကိုစိတ်လေးတီလတာဖြစ်တယ်တမာလေးဖြစ်တယ်လဲဦးလေးကြည့်လိုက်တာဒုဝကရောတာဘူစေနာကရောတာပညာဖြစ်တယ်အဲဆိုရင်တီလတမာလေးပညာနဲ့ဖျားရှိကိုအခိုက်မှာပြည့်စုံသွားတယ်အခိုင်အခိုင်ခိုင်ခိုင်တဲ့မှာပြည်စုံဒူးစားမျိုးပေါ်ပေါ်ပေါ်ဟာအဲ့တော့ဆရာဘာပြောလဲဆိုတော့ခမင်းလေးတခါလဲအဝါစားလို့ရတာတခါလဲဥမာ ကွာသေးသေးတိဒီတစ်ခါတစ်ထိုင်နဲ့ဘွာစားလို့ရတယ်အဲ့ကြမရဘူးအဲ့တည်းမင်းဒီလိုခိုက်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 နေအလုံးသွင်းနိုင်လို့လည်းလို့ရှိရင်ပြည့်စုံသွားမှာလေလို့ဒါကြောင့်မို့စေဟာတော့ဘွာမှာပြည့်စုံသွားမှာဒီကနေတစ်ခါနဲ့သေးသေးတိတစ်ခါနဲ့ပြည့်စုံနေတော့ပြရဘူးကိုနေစင်မှာပဲခိုက်ခိုက်နဲ့ပြည့်စုံပြုတတ်သွားတယ်ဘွာမှာပြည့်စုံသွားမှာဖြစ်မှာနော်အဲ့တော့ပြည့်စုံတယ်ဆိုရလေးကိုစေဟာပြောခြင်းနဲ့ ဘာနဲ့ပဲတိုင်ရမှာလဲဆိုကိုယ့်ရဲ့သီလကိုယ့်ရဲ့သမာဓိကိုယ့်ရဲ့ပညာဒါနဲ့တခါပြည့်စုံတော့မှာဘူးကိုယ်နှလုံးသွင်းနေဒီတိုင်းကြီးနှလုံးသွင်းနေလို့ရှိရင်ဘောမှာခိုက်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 နေတယ်ပြည့်စုံတော့မှာဖြစ်ပါတယ်ဘာလို့လဲကိုယ်နေရတာလည်းခိုက်ခိုက်ပဲနေရတာအတိတ်ကိုလည်းပြန်နေလို့မရဘူးနာကက်ကိုလည်းကျိုးနေလို့မရဘူးအဲ့တော့ကိုယ့်ရဲ့ပြစ်စုံပန်တိုင်းမှာနေတတ်သွားလို့ရှိရင်ပြစ်စုံသွားတာလေဒီနေ့စဉ်းစားကြည့်ပါနော်ဟုတ်ပါ အပေါ်မြတ်ကျေးဇူးပါများကံလည်းကောင်းပါစေ၊ဉာဏ်လည်းကောင်းပါစေ။